ကောင်းကင်ဘုံမြကြီးကကျင့်ကြံသူပေါင်းများစွာကိုအေးမြင့်စွန်းအားပေးကပြန်လည်နိုးထလာစေခဲ့ပြီးမြစ်လက်တက်လေးခုခွဲဖြတ်သွားခဲ့တဲ့နောက်ရှင်တန်ထမြောက်ချင်းကိုဖြစ်ပေါ်စေတဲ့ဝိညာဉ်မြကြီးကနေဒီဇလန်လေးဟာစတင်လာခဲ့ပါတော့တယ်။ကျင့်ကြံခြင်းကိုင်းတစ်ခုဖြစ်တဲ့စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းမှာအကြီးကဲနှစ်ယောက်ကကြားထိုးနေကြရင်တာအိုသဘောတရားတွေဆွေးနွေးနေလျက်ရှိကြပြီးကိစ္စတစ်ခုခုကြောင့်ကောင်းကင်နေရာကြောင်းဆိုပါတယ် အကြောင်းရင်းကတော့ဟိုးအရင်တုန်းကဂျေဇုရှင်တွေကိုအမဲရောက်မွေးတိုင်တစ်ချောင်းပေးခဲ့ပြီးမျိုးနွယ်တွေကဆင်းသက်လာသူဆိုရင်အမွေးတိုင်ထွန်းလိုက်တာနဲ့တပည့်အဖြစ်လက်ခံပေးမှဖြစ်ကြောင်းကတိပေးခဲ့မှုပါတယ်။ဒါပေမဲ့အဲ့ဒီတကောင်သားကအမွေးတိုင်ကိုအချိန်ချင်းထွန်းကြီးတက်တယ်လို့ရောက်သွားတဲ့အခါကျရင်လည်းအရေးအယံပျောက်ကွယ်သွားတတ်တာအခုဆိုရင်၃နှစ်ကုန်ဆုံးသွားခဲ့ပါပြီ။ပြောရင်းဆိုရင်အမွေးတိုင်ထွန်းနေပြီဖြစ်လို့နန္တာတောင်ထိတ်သက်ခင်လည်း73ချိန်ထွန်းတဲ့ကောင်လူကြီးကိုမခံလေးစားလာလုံးနေတာဆိုပြီးချိန်တိပြစ်ပေးရမယ်ဆိုကစိတ်ပြက်လက်ပြက်ထွက်လာလိုက်ပါတယ်။ ဟူတောင်ထိပ်ပေါ်မှာအမွေးတိုင်ထွန်းနေသူကတော့မိဘမဲတယောက်ဖြစ်တဲ့ပိုင်ရှောင်းချွမ်းပဲဖြစ်ပြီးတိမအလွန်ကြောက်တဲ့သူတယောက်ဖြစ်ပါတယ်။အမွေးတိုင်ထွန်းတဲ့အခါမိုးကြိုးတွေထစ်ချုံလာတယ်လို့ထွန်းလိုက်ငိန်လိုက်လုံနေခဲ့ပြီးအခုချိန်မှာတော့73ချိန်မြောက်ထိရောက်ရှိလာခဲ့ပါပြီ။ဒီတစ်ချိန်မှာတော့ဝိဇာနဲ့ဖြစ်လာကအသက်ရှင်ရှင်နေနိုင်ရမယ်ဆိုပြီးမိဘတွေကိုဆောင်းမကြည့်ရှုခိုင်းပေမဲ့မိုးကြိုးတွေလိုက်ပြစ်နေလို့တောင်ထိပ်တစ်လျှောက်ပတ်ပြေးနေရပါတော့တယ်။ လျက်စည်းတွေကကြောက်ဖို့ကောင်းပေမဲ့ခံယူချက်ကြီးစွာနဲ့စိုက်ထုနိုင်လိုက်တဲ့အခါတစ်ပင်ကြီးပြိုလဲကျလာလို့မနေလို့အောင်ရှောင်လိုက်ရတဲ့အချိန်ရွာသူရွာသားတွေကလည်းပိုင်ရှောင်ချွန်းလေးကိုမြင်မြန်လာခေါ်သွားကြပါဆိုပြီးစုမုံကောင်းတောင်းပေးနေကြပါတယ်။ချစ်လွန်လို့တော့မဟုတ်ပဲသူဟာသူနေတဲ့ချက်တွေကိုတွန်တာနာကြီးလွန်လို့ဆိုပြီးလိုက်ခိုးစားတက်လေးရှိတာကြောင့်ထိမ့်မနိုင်ဒိမ့်မနိုင်တဲ့ရွာသားတွေလည်းမြင်မြန်ထွက်သွားစေခြင်းကြတာပါ။ ဒီတစ်ခေါက်မှအောင်မြင်ခဲ့လေနောက်တစ်ချိန်ရှိသေးတယ်ဆိုပြီးလက်ကြံလေတင်ထားလိုက်ချိန်မှာပဲအ내ရောက်မွေးတိုင်ကိုခလေးကစားစရာထင်နေတာလားဆိုပြီးဝိဇ္ဇာနဲ့အကြီးကဲရောက်ရှိလာခဲ့ပါတယ်အကျိုးအကြောင်းမခိုင်လုံဘူးဆိုရင်တော့ပညာပေးမလို့ပြင်ထားပေမဲ့ပိုင်ရှောင်းချွန်းကဥအောင်ဒူးထောက်လိုက်ပြီးဦးလေးဖြစ်သူနဲ့အမျိုးတော်တဲ့အကြောင်းလျှက်စီးတွေကြကအမွေးတိုင်ထုံပြီးသုံးနှစ်ကြာအောင်စောင့်နေခဲ့ရကြအောင်အမွေးတိုင်ထုံတဲ့အခါတိုင်းမိဘတွေနေထိုင်ခဲ့တဲ့မွေးရမြေလေးကိုမခွဲနိုင်ဖြစ်နေရတယ်ဆိုပြီးမူသားတဝက်ရောပြောလိုက်ပါတယ် ဒီစကားကြတော့ဒီကောင်လေးဟာအသက်ငယ်သေးပေမဲ့ဂျင်နာတရားရှိတဲ့ဆိုပြီးစိတ်ပြေသွားတဲ့အချိန်မှာပဲပိုင်ရှောင်ချွန်းကကြင်ကြံသူတယောက်ဖြစ်လာပြီးထာဝရရှင်တန်ကျင်ကြောင့်အနူးညွတ်တောင်းဆိုလိုက်ပါတယ်။ပြက်သားတဲ့ဆုံးဖြတ်ချက်ကြောင့်ဂိုင်းစီခေါ်သွားဖို့ဆုံးဖြတ်လိုက်တဲ့နောက်ဒီတရင်ကြတဲ့ရွာသားတွေလည်းရွာလုံးကျွတ်အောင်ပွဲခံကြပြီးသူတို့ချက်တွေလုံးကျုံသွားပြီးဆိုကဝမ်းသာလုံးလို့ငိုနေကြပါတော့တယ်။ဒါပေမဲ့သတိရတဲ့အခါကျရင်အလဲပြန်လာခဲ့မယ်ဆိုတဲ့နှုတ်ဆက်စကားကြတာနဲ့တရွာလုံးနှိပါချက်ပြောင်းငက်ပြောင်းဝင်ပုန်းလိုက်ကြရတဲ့အထိကိုတော့ပိုင်ပြန်လာမှာကိုထိတ်လန့်နေကြရပါတယ်။ ခီးလန်းတစ်လျှောက်လုံးရှုကင်းတာယာနေခဲ့ပေမဲ့အမြင့်ကျောက်သူကြီးကမျက်စိမိတ်လိုက်ပါလာခဲ့ပြီးတိတ်မကြခင်မှာစိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကိုရောက်ရှိလာခဲ့ကြပါတယ်။အစင်တမြင့်တဲ့ဦးလေးဖြစ်သူကြောင့်နေရာကောင်းတစ်ခုမှာကြင့်ကြံနေထိုင်ရမယ်ထင်ထားပေမဲ့တကယ်လက်တွေ့မှာတော့အပြင်းစီးတောင်ဖြစ်မလာခဲ့ပဲအလုတဝင်ထမ်းဆောင်ရမယ်စက်ဖို့ဆောင်မှာဖြစ်နေခဲ့ပါတယ်။ပထမဆုံးတွေ့ရသူကဖတ်တီးကြီးကျန်းတဟိုင်ဖြစ်ပြီးစစ်ဖို့ဆောင်မှာဆရာအတူကို၈ရောက်ရှိနေလို့ပိုင်ရှောင်းချွန်းက၉ရောက်မြောက်ဖတ်တီးလေးဖြစ်လာပါတယ် ဒီအချိန်မှာပဲရှီပောင်ချန်ရောက်ရှိလာပြီးစပုတ်ဆောင်ကိုဝင်ကျင်လွန်းလို့အချိန်9နှစ်ကြာအောင်ငွေကြေးစုဆောင်ထားခဲ့ပေမဲ့နောက်မှရောက်တဲ့ကောင်ကသူ့ထက်အရင် နေရာရသွားရသလားဆိုပြီးပြဿနာရှာပါတော့တယ်။ပိုင်ရှောင်ချွန်းကသူနဲ့ဘာမှမပတ်သက်ပဲနားလည်မှုလွဲနေတာဖြစ်ကြောင်းဖြေရှင်းချက်ထုတ်ပေမဲ့ဒီရတွေအကုန်လုံးမင်းကြောင်ဖြစ်လာရတာဆိုပြီးဒေါသတွေကိုသူနိုင်မဲ့ထင်တဲ့အပေါ်ပုံချတိုက်ခိုက်လိုက်တဲ့အခါချီစုဆောင်မှုအစင်းနှစ်တာဖြစ်လို့ဆရာတို့ကိုကြီးကဝင်ရောက်ဟန်တာလိုက်ပါတယ်။ လူလိန်တယောက်ကသူ့နေရာကိုဝင်ကျင်သေးတာလားဆိုပြီးကျန်းနဟိုင်ဒေါသထွက်သွားတော့ရေပုံးစာမိသွားသူကြီးလည်းဒါကအဆုံးသတ်မဟုတ်သေးဘူးဆိုကသွေးချိန်စာပြစ်လွတ်လိုက်ပါတော့တယ်။သွေးချိန်စာဆိုတာကစင်ခေါ်တိုက်ခိုက်စာဖြစ်ပြီးပိုင်ရှောင်ချွန်းလက်မခံမချင်းပျောက်ပြက်သွားမှမဟုတ်တလို့တိုက်ခိုက်တဲ့အခါကျရင်လည်းတယောက်ယောက်မတည်မချင်းပြီးဆုံးသွားမှမဟုတ်ပါဘူး။စင်ခေါ်မှုလက်မခံရင်ပြဿနာမရှိဘူးဆိုပေမဲ့ဒီမှာကြောက်လို့ဂိုင်းထဲဝင်လာခဲ့သူကပထမဆုံးနေ့မှအတင်းရန်သူတယောက်ရရှိသွားခဲ့ပါပြီ။ အဲ့ဒီနောက်မှာတော့ဆရာတို့အကိုကြီးကဒီနေရာဖွဲ့စည်းပုံအကြောင်းကိုလိုက်လက်ရှင်းပြပေးနေခဲ့ပြီးစပုတ်ဆောင်ဟာဂိုင်းကြီးကဲတွေအတွက်အဟာရရှိတဲ့အစားအသောက်တွေကိုတောင်းအယူချက်ပြုတ်ပေးရတယ်လို့ဝိညာဉ်ဆွမ်းအားတိုးတက်မှုကိုလည်းအထောက်အကူပြုပေးကြောင်းရှင်းပြပြောဆိုနေပါတယ်။ကျန်တဲ့ရှိအောင်နဲ့မိတ်ဆက်ပေးလိုက်တဲ့အပြင်လက်ဆွဲတော်လက်နဲ့ရွေးချယ်ခွင့်ပေးလိုက်တဲ့အခါလက်ဆွဲတော်လက်နဲ့ဆိုတာအစွမ်းထက်ရတနာပစ္စည်းဖြစ်နိုင်တယ်ဆိုပြီးစိတ်လှုပ်ရှားသွားခဲ့ပေမဲ့တကယ်လက်တွေ့မှာကဒေအိုးတွေဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကျောမလွယ်ထားပုံကဒလေးထုံးစံဖြစ်တဲ့အပြင်ဒီလိုမျိုးလွယ်ထားတဲ့အခါဘလို့အန်ဒီရမျိုးကိုမှကြောက်လန့်နေခြင်းမရှိဘူးဆိုပြီးဆရာတို့အကိုကြီးတွေကစောင်းဖို့ရွပြနေတဲ့အတွက်ပိုင်ရှောင်ချွန်းလဲသူ့တဲနိုင်လောက်မယ်ထင်တဲ့နှစ်ပေါင်းများစွာကြာအောင်ပိုင်ရှင်ထွက်ပေါ်ခဲ့ခြင်းမရှိတဲ့အသေးစိတ်လိုက်တဲ့အိုးလေးကိုရွေးချယ်လိုက်ပါတော့တယ်။ဒီလိုနဲ့ညရောက်တဲ့အခါအသက်ရှိခြင်းလို့ဂိုင်းထဲဝင်လာကမှရန်သူရရှိလာတဲ့အတွက်မြင်မြင်ကြင်ကြရမယ်ဆိုပြီးခရမ်းရောင်ကြီးဒေဆောက်ထင်းချုပ်ချင်းတိုင်းပညာကိုဆွဲယူကြည့်ရှုလိုက်ပါတယ်။ ဒီတိုင်းပညာမှာအစဉ်စဲဆင်းရှိပြီးကျင့်ကြံစင်းမြင့်လာတဲ့အခါတခြားတိုင်းပညာတွေကိုပြောင်းလဲသင်ယူနိုင်တယ်ဆိုပြီးဆရာတို့အကိုကြီးကရှင်းပြပေးဖို့ခဲ့တယ်လို့ကျင့်ကြံစင်းမှာဆိုရင်လည်းချီးစုဆောင်ခြင်းအစစ်နဲ့အခြေခံတိဆောက်ခြင်းဆိုပြီးပထမနှစ်ခုလောက်ကိုသာအရင်ရှင်းပြထားပါတယ်။ပုံမှန်ကျင့်ကြံသူတွေဟာအခြေခံတိဆောက်ခြင်းကိုတောင်ရောက်ရှိနိုင်ခြင်းမရှိကြတဲ့အပြင်စာဖို့ဆောင်ကတ်သူတွေကလည်းဒေသောက်ထိန်ချုပ်ခြင်းတိုင်းပညာကိုအရှိပိုင်း၃ဆင့်လောက်သာသင်ကြားခွင့်ပေးထားကြပါတယ်။ နောက်အဆင့်တွေကိုဆက်လက်တင်ကြားခြင်းတယ်ဆိုရင်တော့အပြင်းစီးတစ်ပဲဖြစ်လာရမှာဆိုပေမဲ့နောက်အဆင့်တွေဟာဘယ်စီမှန်းမသိအောင်ဝေးကွာလွန်းလာကြတော့တဆင့်ချင်းရှောက်လန်းရမယ်ဆိုပြီးညာလုံးပေါက်လိကျင်းနေခဲ့ပါတယ်။ဒါပေမဲ့ခြိဆွမ်းအားတွေကိုသွေးကြောတွေထဲမှာမခံစားရသေးတဲ့အပြင်ပထမအဆင့်ကိုတောင်ခက်ခက်ခဲခဲလေးကျင်းနေရလို့ဘလို့ကျင့်စဉ်ကြီးလဲဆိုပြီးစိတ်တိုစွာရွတ်လိုက်ချိန်မှာပဲအတန်တစ်ခုကြားလိုက်ရတဲ့အတွက်ရှီပေါင်ချာရောက်လာတာများလားဆိုပြီးမိမိတ်ချောင်းကြီးလိုက်ပါတယ်။ ထင်ထားသလိုမဟုတ်ပဲသူမြင်လိုက်ရတဲ့မြင်ကွင်းကစက်ဖို့ဆောင်ကဟင်းတွေကိုဆီယာဒူကိုကြီးတွေဝိုင်းခိုးစားနေကြတာဖြစ်ပြီးသူ့ကိုမြင်သွားကြတဲ့အခါမှာတော့လူဝက်ချက်တွေကိုအကုန်မြင်သွားပြီဖြစ်တဲ့အတွက်သူတို့တွေကတယောက်ပါဝင်ဖြစ်သွားခဲ့ပါတယ်။အပြင်ဘက်မှာတော့တီးထက်နေတဲ့မိုးတွေကြားမှာစက်ဖို့ဆောင်ထဲမှာတသက်လုံးပုန်းနိုင်မှာမဟုတ်လို့ထွက်လာတဲ့အချိန်ကျရင်အသေးသက်ပြစ်မယ်ဆိုပြီးရွှေပောင်ချိုင်တယောက်ဂျုံဝါပြစ်လျက်ရှိနေပါတော့တယ်။ အကြီးကဲတွေရဲ့နှစ်တထောင်စွမ်းအားမှုကိုကိုတော်ပိုင်လဲခိုးစားလိုက်ပြီးပြီဖြစ်လို့ဒလေလေးစီတခီးသွားတွေဖြစ်သွားကြပြီးဒီစွမ်းအားတွေဟာသွေးကြောတွေကခြီစွမ်းအားတွေကိုပွင့်ထွက်လာစေနိုင်တယ်ဆိုပြီးဆရာတို့အကိုကြီးတွေကရှင်းပြပေးနေကြပါတယ်။ဟင်းချက်နီတွေဆွေးနွေးနေတဲ့အချိန်မှာပဲခန္ဓာကိုယ်ပူနွေးလာခဲ့တာကြောင့်ရေထဲကောင်းပြင်းနှစ်လိုက်ရတဲ့နောက်ဆရာတို့အကိုကြီးတွေစီကဝိညာဉ်စွမ်းအားထမင်းတွေကိုလိုက်ပွဲဆွဲလာခဲ့ပါသေးတယ်။နောက်တနေ့မှာတော့သွေးကြောတွေထဲမှာခြီစွမ်းအားကိုခံစားလာရပြီးနေ့စဉ်ရက်ဆက်စူးစမ်းကြင်ကြံလိုက်တဲ့နောက် ခြိဆွန်းအားနည်းငယ်ကိုပိုင်ဆိုင်ရရှိလာခဲ့ပြီဖြစ်လို့ထာဝရအသက်ရှင်နိုင်တဲ့ကျင့်ကြံသူဖြစ်လာခဲ့ပြီဆိုပြီးကြွေးကြော်လိုက်ပါတော့တယ်။ဗိုက်စားတဲ့အခါထမင်းချက်ဖို့လုပ်ပေမဲ့ဝိညာဉ်ဆွမ်းအားစံစေးတွေကတံမိုးကြီးပစ္စည်းတွေဖြစ်လို့ချက်ပြုတ်နေနားမလည်ခဲ့ပါဘူး။ဒီတိုင်းပြစ်ထက်လိုက်တော့ဒေအိုးအောက်ခြေကနေအလင်းတွေထွက်လာခဲ့ပေမဲ့အမှုမထားတဲ့ပိုင်ရှောင်ချွန်းကဆရာတို့အကိုတွေစီသွားပြီးအစားအသောက်တွေရှယ်ကျိတ်နေပါတော့တယ်။ဆရာတို့ကိုတွေကလည်းရင်းနှင်းငယ်လောက်နဲ့ချီဆုဆောင်ခြင်းပထမအဆင့်ကိုအောင်မြင်သွားခဲ့တဲ့ကောင်ကိုမြင်တော့မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ အရောက်လက်နေတဲ့ထမင်းစိအကြောင်းပြောတော့ဝိညာဉ်ဆွမ်းအထမင်းကအဖိုးတန်ရာဖြစ်ပေမဲ့ရှားပါရတခုမဟုတ်လို့အရောက်လက်နေတယ်ဆိုတာပိုင်ရှောင်ချွန်းအမြင်မှားနေတာပါဆိုပြီးလစ်လျူရှူထားလိုက်ကြပါတယ်။ပိုင်ရှောင်ချွန်းကတော့အရောက်လက်နေတဲ့ဆန်စေးလေးကိုအသေးချမြင်လိုက်ရတာပါ။ဒီလိုနဲ့ထွေရလေးပါရှောက်ပြောကြပြီးကြင်ကြံခြင်းနီးလက်အပြင်ဆေးဖော်ဆက်ခြင်းနဲ့လက်နက်တက်ဆင်ခြင်းနီးလက်ရှိသလိုနောက်ဆုံးတစ်ခုကတပည့်အများကြီးစုဆောင်းကလက်နက်တစ်ခုပေါ်မှာအမှတ်အသားတစ်ခုဖြစ်ပေါ်တဲ့အထိမုံမှန်တက်ဆင်ကြတာဆိုပြီးရှင်းလင်းပြောဆိုကြပါတယ်။ မုံမတန့်စင်တဲ့အကျင်ရည်များလာလေပို့အစွမ်းထက်လာလေဖြစ်ကြောင်းပိုင်ရှောင်ချွမ်းနားလေတဲ့အခါသူမြင်ခဲ့တဲ့ဆန်ဆေးလေးပေါ်မှာလည်းဒီလိုမျိုးအမှတ်အသားတစ်ခုရှိနေခဲ့ကြောင်းပြန်သတိရလိုက်ပါတော့တယ်။ဒါကြောင့်လိတ်တဲ့အိုးလေးဟာဝိညာဉ်ဆွမ်းအမုံမန်နဲ့ယေဒနာတစ်ခုဖြစ်နေသလားဆိုပြီးလှုပ်ဝက်ချက်ကိုဖုံးကွယ်ထားလိုက်တဲ့အချိန်အပြင်ဘက်မှာလည်းပိုင်ရှောင်ချွမ်းဆိုတဲ့ကောင်အပြင်ထွက်မလာသေးဘူးလားဆိုပြီးရှီပောင်ချိုင်ကဒုက္ခခံစောင့်ဆိုင်နေလျက်ရှိပါတယ်။ ပုံးနေခြင်းဟာဖြည့်ရှင်ချက်မဟုတ်လို့ချီဆူဆောင်ခြင်းအစစ်နှစ်ကိုကျင့်ကြံတက်ရောက်တဲ့အခါသူ့အတွက်ခက်ခဲနေခဲ့လို့ရပောင်းများစွာကြတဲ့အထိအလौဒဝင်တွင်နဲ့အတူစူးစမ်းလေ့ကျင့်နေခဲ့တဲ့နောက်ဒုတိယအဆင့်ကိုချိုးဖြတ်တက်ရောက်သွားနိုင်ပါတယ်။နောက်တစ်နေ့မှာတော့ရှီပောင်ချိုင်နဲ့ရင်ဆိုင်ဖို့အတွက်တစ်သားသားလေးကိုဒုတိယအချိန်မိုးမှန်လိုက်ပြီးပျော်ရွှင်နေတဲ့အချိန်မှာပဲလိတ်တဲအိုးကအလိုလိုအသက်ဝင်လာခဲ့ပြီးသူ့စီကနေတစုံတစ်ခုထုတ်ယူသွားခဲ့ပါတယ်။ ဘာမှန်းတိချာမသိပေမဲ့ Seven Fury ပြောင်းလဲသွားခဲ့လို့တက်တန်းကိုအဖိုးခပေးလိုက်ရတာလားဆိုပြီးတေးရမှအလွန်ကြောက်သူကြီးလဲအယူတယောက်လို့အော်ဟစ်နေပါတော့တယ်။ဒါရီကမင်းကြောင့်ဖြစ်ရတာဆိုပြီးလက်တဲအိုးလေးကိုအပြစ်တင်လိုက်တော့ပိုင်ရှင်သက်မှတ်ပြီးသွားပြီဖြစ်လို့ခန္ဓာကိုယ်ထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီးကိုတော်ပိုင်ပြန်ထုတ်ချိန်မှလဲသူ့အလိုလိုပြန်ထွက်လာပါတယ်။တက်တန်းပေးဆက်လိုက်ရတဲ့အကြောင်းပြချက်ကိုနားလဲသွားတဲ့အခါဒါရီအကုန်လုံးကရှီပောင်ချိုင်ကြောင့်ဖြစ်ရတာဆိုပြီးအပြင်ထွက်စိန်ခေါ်လိုက်ပေမဲ့ရိပ်ရောင်လေးတောင်မတွေ့ရတာကြောင့်ဘယ်မှလိုက်ရှာရမှလဲဆိုပြီးစိတ်ပြတ်သွားခဲ့ပါတော့တယ်။ တက်တန်းအတွက်ရောဘလို့ပြန်လို့ရမှလဲဆိုပြီးရေရွတ်တန်ကြားနေရတော့ဆရာတူအကိုကြီးတယောက်ကတက်တန်းတစ်နှစ်တိုးစီမဲ့ဆေးဝါးတစ်မျိုးရှိတယ်ဆိုပြီးထင်းခုတ်နေရင်လှမ်းပြောလိုက်ပါတယ်ဒီစကားကြားလာနဲ့နောက်တစ်နေ့မိုးလင်းလင်းချင်းအကာအကွယ်မျိုးစုံနဲ့ဈေးထဲရှောက်ဝယ်နေခဲ့ပါတယ်ဒါပေမဲ့ဝိညာဉ်ကြောက်တုံးကလုံလောက်မှုမရှိတာကြောင့်စိတ်ပြက်နေတဲ့အချိန်မှာပဲမတော်တဆတိုက်ခတ်လိုက်ရလို့ကြောက်တုံးပြုတ်ကျသွားခဲ့ပါတယ် လိုက်ောက်တဲ့အချိန်မှာပဲရှီပောင်ချန်ရောက်ရှိလာပြီးချက်ပြုတ်ဆောင်ကနေအပြင်ထွက်လာတာကြောင့်ကာကွယ်ပေးမဲ့သူမရှိသလိုအခုလိုဝစ်စင်ထားတာကဒီမှာကြောက်နေလို့များလားဆိုပြီးလောင်ပြောင်ပြောဆိုလိုက်ပါတယ်။ပိုင်ဆောင်ချွန်းကအရင်တိုက်ခိုက်ဖို့လုပ်ပေမဲ့ကြီးကျယ်ရေးဆောင်ကအဖော်တွေထက်ရောက်လာခဲ့ပြီး၃ယောက်၁ယောက်ဖြစ်မှန်သိလိုက်တာနဲ့ရှီပောင်ချန်မတိုက်ခိုက်ရသေးခင်ချက်ချင်းထွက်ပြေးပါတော့တယ်။လူသက်သမားရှိနေလို့ကဲကြပါအောင်ဆိုပြီးဂိုင်းစီပြန်ပြေးနေခဲ့သလိုရှီပောင်ချန်လိုက်မိလာတာနဲ့လက်ထဲရှိတာတွေကိုပြစ်ပေါက်နှောက်ရှက်လိုက်ပါတယ်။ ဒီအချိန်မှာပဲတကယ်ဒါတလက်နဲ့အတူကြီးကျယ်ရေးဆောင်ရဲလူကအရှိကပိတ်ဆို့ထားလိုက်ပြီးတေရှင်တိုက်ပွဲအတွက်တက်တည်ပြုမလို့ပြောနေတဲ့အချိန်ဆီယာဒူကိုကြီးတွေကရှောင်ချွန်းရှိရာစီအမြန်ပြေးလာနေကြပါတယ်။ဒါပေမဲ့ဂိုင်းစီမင်းကိုစန့်ကျင်ကျင်တာလားဆိုပြီးနောက်ထပ်လူတယောက်ကလမ်းမှာပိတ်ဆို့ထားလိုက်ကချီဆူဆောင်မှုအဆင့်သုံးတွေလက်ရည်တူရင်ဆိုင်နေကြပါတော့တယ်။တစ်ဖက်မှာလည်းရွှေပောင်ချိုင်ဘက်ကနေတစ်သားသားနဲ့တိုက်ခိုက်လိုက်တော့ရှောင်ချွန်းကလည်းချီဆူဆောင်မှုအဆင့်နှစ်ကိုရုတ်တရက်ထုတ်ဖော်လိုက်ပြီးအဆင့်မြင့်မွန်းမံထားတဲ့တစ်သားသားကိုပြန်ပစ်သွင်းလိုက်တဲ့နောက် လူတယောက်တေဆုံးသွားခဲ့တယ်ဆိုပြီးလမ်းအော်တန်ကြားလိုက်ရပါတယ်။ဆရာတို့အကိုကြီးတွေအမြန်ရောက်လာချိန်မှာတော့တစ်သားတာတချို့ပျက်စီးနေခဲ့ပြီးတေသွားတဲ့လူကပိုင်ရှောင်ချွန်းလို့ထင်ထားကြပေမဲ့တကယ်လက်တွေ့မှာကပြောင်းပြန်ဖြစ်နေခဲ့တဲ့အပြင်သူ့တက်တန်းကိုဖျက်ဆီးခဲ့ရသလားဆိုပြီးသတိမေ့သွားတဲ့ကောင်ကိုထိုးနှက်ပြစ်လိုက်ပါတယ်။အခုတော့လှုပ်ပေးလိုက်ပေမဲ့တက်တန်းပြန်ရှာမရရင်နောက်တစ်ခေါက်ပြန်လာရှာမယ်ဆိုပြီးစိတ်တိုစွာပြောပြတာနဲ့ဆရာတို့အကိုကြီးတွေရှေ့မှာသူ့ဘလောက်အတီးခံခဲ့ရကြောင်းဟန်လုတ်ပြလိုက်ပါတော့တယ်။ လူတစ်လေးတယောက်ကအခုလိုမစွမ်းဆောင်နိုင်တာကြောင့်ဘလို့ဖြစ်သွားရတာလဲမေးတော့ပိုင်ရှောင်ချွန်းကအဆင့်၃ရောက်နေခဲ့တာဆိုပြီးသူတို့လိန်ညာခံလိုက်ရကြောင်းပြောပြတာနဲ့သတိပြန်လစ်သွားပါတယ်။အဲ့ဒီနောက်မှာတော့ရွှေပောင်ချိုင်ကိုပြန်တယ်ဆောင်သွားကြသလိုကိုတော်ပိုင်တို့ကလည်းတတန်းတိုးနိုင်တဲ့ဈေးဝပစ္စည်းမရရှိခဲ့လို့စိတ်မကောင်းဖြစ်နေချိန်မှာပဲအပြင်းစီးပြိုင်ပွဲစတင်ပြီဖြစ်လို့တောင်းထိတ်တိုင်းကဝင်ရောက်ရှင်ပြိုင်နိုင်ကြောင်းကြီးညာတန်ထွက်ပေါ်လာခဲ့ပါတော့တယ်။